ပို့ပြီးတော့ကြောက်စရာကောင်းတာဟာအရာအလုံးကိုကြုံမြင်နိုင်စွမ်းပေးတဲ့သူ့ရဲ့နည်းလမ်းပဲသူကတက်တာကြောက်စရာကောင်းမိမယ်မတက်တဲ့အခါအရာအလုံးကိုကြည့်နိုင်တဲ့သူ့ရဲ့အကြည့်ကမဟာမိတ်ဂျေဆုစနစ်ရဲ့အာယုံကိုဖန်ဆားခဲ့တာအကြည့်ရဲ့ဘွားရမိကုန်းအဝေးအလုံးစုံမရှိသူနဲ့လင်ထန်းဟုတ်ကိုကဲတင်ခဲ့တဲ့အလုံးစုံမရှိသူရဲ့မူလခန္ဓာကိုကြည့်လိုက်ပါရင်ဗီဒီယိုလေးမဆက်ခင် YouTube channel လေးကို like and subscribe လုပ်ခဲ့ပြီးတော့နောက်ဆုံးကြပါမယ် ဒီလူကိုကြောက်တာကြောက်ပဲအကိုကြီးကသူ့ရဲ့အတတ်ကိုစတိပြီးတတိယကောင်းကင်ဘေးဒုက္ခရောက်လာအောင်စွမ်းကြီးတဲ့ဤပညာတစ်ခုကိုလင်ထန်ဟိုးကိုအသုံးပြုပြီးသူ့ရဲ့တောင်နှလုံးသားကိုချိုးဖောက်ဖို့အတွက်လုပ်ခဲ့တာဒါကြောင့်ဒုတိယကောင်းကင်ဘေးဒုက္ခအတွင်းမှာသူ့ရဲ့တောင်နှလုံးသားမှာအပြည့်အစုံတစ်ခုကပေါ်လာတယ်ဒါကြောင့်သူ့ရဲ့တောင်နှလုံးသားကပိုင်ပုံများစွာကွဲသွားပြီးပြန်ပြီးတော့ပေါင်းစည်းလို့မရတော့ဘူးမဟုတ်ရင်အလုံးစုံမြင်ရှိသူဟာဒီနေ့ကြောင်မောက်ဖွေရာကောင်းတဲ့အဆင့်မှာရှိနေနိုင်မယ်တတိယအဆင့်ကိုမရောက်သေးရင်တော့အဝေးကြီးမှာမဟုတ်ဘူး ကောင်းကင်မြုံနဲ့ဝဲကြက်ထဲမှာတိပိလန်ကပြုတ်ခွဲသွားတဲ့အချိန်မှာအထဲကမှုံဝအမျိုးသမီးကသူ့ရဲ့ညာလက်ကိုဝင်ရလိုက်ပါတယ်ခင်ရဲရွှေအောင်တတူကသူ့ရဲ့မျက်ခုံးချမှာလင်းလက်လာပါတယ်သူမလက်ကိုဝင်ရလိုက်တာနဲ့ရက်ဆက်ကြံကြုတ်တဲ့တစ်ဖက်ချင်းဝဲကြက်ကရုတ်တရက်ရက်တန်သွားပြီးတစ်ဖက်ချင်းစွန့်ရင်တန်ပေါင်းများစွာရဲအောင်မရှိပြက်ကွက်သွားပါတယ်ထူရုတ်တရက်ပြောင်းလဲမှုကြောင့်လူတိုင်းရဲ့စိတ်ကတုန်လှုပ်သွားပါတယ်မိကုံးကိုဝေးုံနဲ့အလုံးစုံမြင်ရှိသူ့ရဲ့မျက်လုံးတွေကလည်းလင်းလက်သွားပါတယ်သူကမျက်မှောက်ကျုပ်ပြီးနောက်ထပ်နီးပညာတစ်ခုကိုသုံးဖို့ပြင်လိုက်တဲ့အခါလင်ထင်ဟုတ်ကိုကဲတင်ခဲ့တဲ့မူလအလုံးစုံမြင်ရှိသူကတင်ငိမ်စွာနဲ့သူကပြောလိုက်ပါတယ် ီကောဝေလုံးစုံမြင်ရှိသူကသူ့ရဲ့မူလခန္ဓာကိုလှည့်ကြည့်ပြီးအိဆက်တဲ့အကြီးနဲ့ကြီးလိုက်ပါတယ်ဒိုးရတဲ့တိတ်တဆိတ်နဲ့တွေ့တော်ရင်ပြတ်ဆုတ်သွားပြီးအလုံးစုံမြင်ရှိသူရဲ့မျက်ခုံးကျမှာပြက်ကွက်သွားပါတယ်ပြီးတော့လုံးစုံမြင်ရှိသူရဲ့ဝဲကဲကနေထွက်ပြက်လာပြီးအပေါ်မှာပြန်ဝင်နေပါတယ်အစောပိုင်းကဝဲကဲထဲကိုစိုးယူခံလိုက်ရတဲ့လူတွေရလွယ်လို့ကျန်တဲ့လူတိုင်းရတော့ရှိနေတော့မှာပဲဒိုးရတဲ့ဘသူကမှစကားမပြောဘဲဝဲကဲထဲကနေဖြည်းဖြည်းချင်းပြန်ထွက်လာတဲ့အမျိုးသမီးကိုပဲကြည့်နေပါတယ် မျိုးသမီးကနီးကပ်လာတဲ့အခါဝယ်လင်းကသူမရဲ့ခြေထောက်တွေကိုချက်သွေးရောင်အရွတ်လိုအရာတစ်ခုနဲ့ခန်းခိုင်မှမှချုံလုံးထားတာကိုရှင်းရှင်းလင်းလင်းမြင်နိုင်ရပါတယ်။သူမကကောင်းကင်ထဲကိုပြန်တက်လာတဲ့အခါအရွတ်တွေကတင်းတင်းကျပ်ကျပ်ဆွဲထားပါတယ်။ ပျောက်ကွက်သွားတဲ့ကျေတစိမ့်ပါဖြန်အားဝေးကဲကနေထွက်လာပြီးအမျိုးသမီး6ယောက်ရဲ့ပက်လက်ကအယူရီပေါ်မှာလာဆင်းလာပါတယ်အနက်ခံပြီးရင်တော့မျိုးလုံးကြီးကလိမ့်လက်သွားပြီးမထင်မှတ်ပဲအပေါ်မှာလှိမ့်နေပါတယ်လူတိုင်းနဲ့ပင်ထောင်လုံးအကွာဝေးကိုရောင်းနေတဲ့အမျိုးသမီးကရက်လိုက်ပါတယ်သူမရဲ့ဗလာမျိုးလုံးပေါင်းတွေကလူတိုင်းကိုကြီးနေတယ်လို့ပါပဲအနေရောက်သွေးတွေကသူမရဲ့မျိုးလုံးပေါင်းတွေထွက်လာပြီးမိစေးပေါ်ကိုဆင်းကြနေပါတယ် တတူးမျိုးနဲ့ဆိုရဲတားဆင်မိဆက်တွေရရှိသေးလားအမျိုးသမီးရဲ့ပါဇက်ကနေချောက်ကန်းနေတဲ့အတန်တစ်ခုကထွက်လာပြီးစမ်းကြည့်တဲ့ဆွမ်းအတစ်ခုကပေါဝင်နေပါတယ်တန်ကထုတ်ကဲဖြစ်နေပေမဲ့နားထောင်ရတာရှင်းလင်းလင်းပါပဲနားထဲမှာပိတ်တင်ထနေသလိုပါပဲအမျိုးသမီးရဲ့ရုပ်တရက်မိကွန်းရင်ဆိုင်ရတဲ့အခါလူတိုင်းကတိတ်ဆိတ်နေကြပါတယ်အချိန်တော်ကြာပြီးရဲ့နောက်အကြီးရဲ့ဘွားကယူသေးတဲ့အချိန်နဲ့တတူးမျိုးနဲ့ဆိုရင်အများကြီးကအသက်ရှင်နေပါသေးတယ် သူကပြောလိုက်ပါတယ်အမျိုးသမီးကတိတ်တဆိတ်နဲ့စဉ်းစားပြီးတပြင်းကိုချလိုက်ပါတယ်ကောင်းကင်မြုံနဲ့ရေကန်ရဲ့နည်းနည်းရာကနေရုံကန့်ထွက်လာတာထုံမေကွန်းတစ်ခုကိုမေးဖို့နဲ့လူတယောက်ကိုတွေ့ဖို့ပါသူမရဲ့ဗလာမျိုးလုံးပေါက်တွေထဲကမမြင်ရတဲ့အချီတစ်ခုကထွက်လာပြီးဝင်လင်းစီကိုရောက်သွားပါတယ်မင်းရဲ့အရေးထေကကောင်းကင်အဆောက်ကိုခေါ်ထုတ်လိုက်ဝင်လင်းကတိတ်တဆိတ်နဲ့စဉ်းစားပြီးရဲ့နောက်တွေးတော့လိုက်တာနဲ့တာရှန်ကသူ့ရဲ့ရေထဲကနေထွက်လာပါတယ်အမျိုးသမီးကိုသူကအစ်စစန်နဲ့စိုက်ကြည့်နေပါတယ်ငါရဲ့မျိုးနဲ့စုမယ်ကိုမတွေ့ရတာအတော်ကြာခဲ့ပြီ ဝန်ထဲမှုကမျိုးသမီးရဲ့မျိုးလုံးလေးကိုဖုံးလွှမ်းသွားပါတယ်။သူမရဲ့ညာလက်ကိုဝင်လိုက်တာနဲ့တာရှန်ကသူ့ဆန္ဒမပါပဲသူမစီကိုပြန်သန်းသွားပါတယ်။တာရှန်ကအမျိုးသမီးစီကိုတုတ်ကက်လာပေမဲ့မျိုးလုံးလေးကတော့အစ်ဆက်နေသေးပါ။ကောင်းကင်အစောက်တယောက်အနေနဲ့သူ့ရဲ့အသေးစိတ်ကရှိနေပေမဲ့ခံစားချက်အလုံးကပျောက်ကွယ်သွားပြီးဘာမှခံစားရတော့အစ်ဆက်ရဲ့ပုံစံပဲရှိတော့ပါတယ်။အမျိုးသမီးကလက်ကိုမြောက်ပြီးတာရှန်ရဲ့မျက်ခုံးတစ်ခုချောင်းညှဉ်းတာစွာနဲ့ထားလိုက်ပါတယ်။စွာကြီးတစ်ခုကဝင်ရောက်လာပြီးကောင်းကင်အစောက်တစ်စိတ်ကိုချွတ်ဖက်လိုက်ပါတယ်။ဒါအပြင်တာရှန်ကတုံနေတဲ့အချိန်မှာရွှေအောင်အရေတွေကသူ့ရဲ့ခန္ဓာကိုယ်ကနေထွက်လာပါတယ် ထိုရွှေရောင်ရွေတွေကတာရှန်ရဲ့ခနာကိုတန်းစင်ဖို့အသုံးပြုခဲ့တဲ့ယတနာပစီအလုံးကပောင်းရင်ပါတယ်တခဏလေးအတွင်းမှာပဲတာရှန်ရဲ့ကောင်းကင်အဆောက်တစ်စိတ်အလုံးကပြတ်ကွက်သွားပါတယ်ဒီလိုအတင်းကျပ်ဖယ်ရှားလိုက်တဲ့ကောင်းကင်အဆောက်တစ်စိတ်ကြောင့်ဝလင်ကတော့စတင်ထထသွားပါတယ် ကံကောင်းထုံးမစွာနဲ့သူကအင်အားသုံးပြီးကောင်းရဲ့အဆောက်တစိမ့်ကိုထိန်းချုပ်ထားလာဆိုတော့ဖြက်စည်းခံရရင်တော့မှသူ့ကိုထိခိုက်မှာမဟုတ်ပါဘူး။ကောင်းရဲ့အဆောက်တစိမ့်ကပြောက်ကွက်သွားပြီးရင်တော့တာရှန်ရဲ့မျက်လုံးတွေဟာဖြည်းဖြည်းနဲ့မိမ့်မိလာပါတယ်။ထိုအချိန်တုန်းကသူကတေလူမျိုးပါဖြစ်နေပြီးသားပါ။ဝယ်လင်းကားသာသူ့ကိုမတန်းစင်ခဲ့ဘူးဆိုရင်ထိုအချိန်တုန်းနဲ့ကသူကတည်ဆုံသွားပြီးသားပါ။ယခုကောင်းရဲ့အဆောက်တစိမ့်ကပြောက်ကွက်သွားတော့တာရှန်ကတင်မင်းရဲ့ရဲရောင်တွေနဲ့ပြင်းထန်နေပါတယ်။သူကရင်အမျိုးသမီးရတာရှန်အောင်ဘယ်လိုလုပ်ပြီးတော့တိတ်ခွင်းပြုမှလဲ။ သူမရဲ့ညာလက်ကိုမြောက်ပြီးတာရှန်ရဲ့မြခုံတစ်ခုကြောင်းလက်ညှိုးထိတ်နဲ့ရေးဆွဲလိုက်ပါတယ်တစ်ချက်တစ်ချက်တစ်ချက် သူမရဲ့လက်ချောင်းထိတ်ကန်းနေရှုပ်ထွေးတဲ့ဆင်းမင်းကြောင်တစ်ခုကလည်းတဖြည်းဖြည်းနဲ့ပေါ်လာပြီးတာရှန်ရဲ့မြခုံးတစ်ခုကြောင်ထင်ရှားစွာနဲ့ထွင်ထူလိုက်ပါတယ်။မင်းရဲ့ဆင်းမင်းကြောင်မျိုးနဲ့စုရဲ့တန်းစင်တဲ့ဘိုးဘေးအဖြစ်မင်းရဲ့မျိုးနဲ့စုဝိညာဉ်ကိုနှုတ်ထစေပြီးဆင်းမင်းကြောင်မျိုးနဲ့စုရဲ့တန်းစင်တဲ့ဆင်းမင်းကြောင်ကိုမင်းကိုပေးရမယ်။အမျိုးသမီးရဲ့အတန်မိုးပန်းနေပါတယ်။နောက်ဆုံးတစ်ချက်ကိုရေးဆွဲတဲ့အချိန်မှာမော်ထွင်းစာအတောက်ပလာပြီးတာရှန်ရဲ့မျိုးလုံးကြီးကလင်းလက်သွားပါတယ်။သူ့ရဲ့ခန္ဓာကိုယ်တုံ့ညာရက်တန့်သွားပြီးငြိမ်သက်သွားပါတယ်။သူရှိကအမျိုးသမီးကိုသူကရှုပ်ထွေးတဲ့အကြည့်နဲ့ကြည့်နေပါတယ်။အမျိုးသမီးကတာရှန်မှာ ဆင်းမင်းကြောင်အစ်စ်ကိုထွင်ထူးနေတဲ့အချိန်မှာသူ့ရဲ့အမတ်တရားတွေကိုသူကကြည့်ရှုခဲ့ပါတယ်။တာရှန်ရဲ့မြူနဲ့စုကငရဲသားရဲ့ထဲမှာဘလူနေထိုင်ခဲ့ကြပြီးကောင်းကင်ဘုံသားတွေကိုဘလူပူဇော်ခဲ့ရလဲဆိုတာကိုသူမကမြင်ခဲ့ရပါတယ်။ကောင်းကင်ဘုံသားတွေကသူတို့ကိုချွန်စိမ့်ဘလူရိုင်းနေခဲ့လေဝင်လင်းကပေါ်လာပြီးသူတို့ငရဲသားရဲ့ထဲကနေထုတ်ယူပြီးနေထိုင်စရာနေရာအသေးအောင်ရှာဖွေပေးခဲ့တဲ့ပုံကိုလည်းမြင်တွေ့ခဲ့ရပါတယ်။ ထိုအရာအလုံးကိုသူမကမြင်ခဲ့ရပါတယ်။စင်းမင်းကြောင့်မျိုးဆက်တွေကိုကျွန်စိကနေဘလို့တယောက်မှုရှိခဲ့လဲဆိုတာသူမကမြင်တွေ့တဲ့အခါသူမရဲ့ဗလာမျိုးလုံးပေါက်တွေကနေအနေရောက်တွေးတွေရာပို့ပြီးတော့စီးကြလာပါတယ်။ချင်းလင်နေရောင်းငေါ့လိန်ခဲ့တယ်။ အမျိုးသမီးရခေါမော့ပြီးဒေါသရကြီးနဲ့အော်ဟစ်လိုက်ပါတယ်ထိုအတန်အစိတ်ပြပြနဲ့ပြင်းနေပြီသူမရဲ့အောက်ကကောင်းကင်မြုံနဲ့ဝေကရက်ကရုတ်တရက်ပို့ပြီးတော့ပြင်းထန်လာပါတယ်ဝေကရက်ထဲကနေဝိညာဉ်အရေးအတွက်မီးမတွန်းနိုင်အောင်အော်ဟစ်တန်တွေကိုကြားလိုက်ရပါတယ်ဝေကရက်ကအမြင်လေးပန်းနေတဲ့အချိန်မှာမကောင်းဆိုးဝါးအချိန်မှာတွေကဝေကရက်ကနေတိုးထွက်လာပြီးပြုတ်ကွဲတော့မဲ့အချိန်တွေကိုရှောက်သွားပါတယ်အမျိုးသမီးရဲ့မျက်နှာကလည်းရုပ်ဆိုးသွားပြီးမြုံနိုင်လောက်မကျင်မနှက်ဖြစ်နေပါတယ်သူမထဲမှာနှစ်ပေါင်းများစွာချုံလုံထားတဲ့မကျင်မနှက်ခံစားချက်အားလုံးကလည်းပောက်ကွဲထွက်တော့မဲ့ပုံမှာပဲသူမရဲ့အော်ဟစ်တန်ကပဲ့တင်ထက်နေတဲ့အချိန်မှာဝေကရက်ထဲကိုဆွဲထုတ်ခံ င်ရတယ်လို့ပဲသူကတည်းကထိုးအချိန်မှာသူမရဲ့ခြေထောက်ကိုပွေဖက်ထားတဲ့အနီအောင်အယူကအယောင်တောက်လာပါတယ်အနီအောင်အလင်းကသူမရဲ့ခန္ဓာကိုယ်ကိုဖုံးပြီးသူမကိုချုံလုံထားလိုက်ပါတယ်သူကတည်းကနှစ်ပေါင်းများစွာချုံလုံထားခဲ့တဲ့မြုံနယ်လောင်းကိုမကျင်မနက်ခန်းစားချက်တွေနဲ့ချင်းလင့်ကသူမကိုလိန်ညာခဲ့တဲ့ဆိုတာသိလိုက်ရတဲ့ဒေါသကြောင့်သူမကိုချုံလုံထားတဲ့အလင်းတန်းကချက်ချင်းပဲပျက်စီးသွားပါတယ်သူမကညာဘက်လက်ကိုမြှောက်ပြီးအောက်ကဝဲကြီးကိုရက်ဆက်ဆောင်နဲ့ကုတ်ချက်လိုက်ပါတယ်တစ်ချက်ကုတ်လိုက်တာနဲ့မြေကြီးကတွန်လုတော်ပြီးဝဲကြီးကပါတွန်ခါသွားပါတယ်ကောင်းကင်အကလေးလှန်ကူကပါပြိုကျတော့မဲ့အတိုင်းတွန်ခါသွားပါတယ်ကောင်းကင်မြုံနယ်ရေ ေကန်အနေဖြစ်ပေါ်လာတဲ့ဝေဂီယက်ကသူမကကုတ်ချစ်လိုက်တာကြောင့်တွန်းခါပြီးပြိုကွဲလာပါတယ်ဝေဂီယက်ကိုဆွဖျက်လိုက်သလိုဖြစ်သွားပြီးအမျိုးသမီးရဲ့ညာလက်ထဲမှာဆူဝေးလာပါတယ်အမျိုးသမီးကမြေကြီးရနေဝေဂီယက်ကိုဆွဲထုတ်လိုက်သလိုပဲထိုပြင်းထန်တဲ့ပြောင်းလဲမှုကြောင့်ပုံဝင်ချိန်မှာတီးတီးတောက်ပြောင်းလဲသွားပါတယ်အလုံးစုံမြင်ရှိသူကအရာအလုံးကိုတိတ်တဆိတ်နဲ့ကြည့်နေပြီးသူရဲ့မျက်နှာအနေငယ်မှိုင်းညွတ်သွားပါတယ်အကြီးငယ်ဘွားရတော့ခါတိတဲ့အပြုံနဲ့ခေါင်းခံလိုက်ပါတယ်သူကကောင်းကြီးဘုံနေပေးရမှတန်းလေးကိုမြင်မှုပြီးအတိတ်ကအကြောင်းရတွေကိုအနေငယ်သိရှိထားပါတယ် သူမတည်ဆုံးသွားပြီလို့ကောလာဟာလာတွေကထပ်ပေါက်ခဲပေမဲ့အသက်ရှင်နေသေးတော့အမြင်တော့သူကဆက်ဆက်တွေးတော့ပြီးအတိတ်ကဘာတွေဖြစ်ခဲ့လဲဆိုတော့ခံမှန်းမိပါတယ်။နေရောင်ငေါ့ကိုလိန်ညာခဲ့တယ်။ငါ့မျိုးနဲ့ဆူကိုမထိခိုက်ဘူးလို့ဂရိပေးရတယ်။သူတို့နေထိုင်ဖို့အတွက်ကျေဆူးစနစ်အတစ်ကိုဖွင့်ပေးမယ်လို့လည်းပြောခဲ့တယ်။အဲဒီခါနေရဲ့ကောင်းကင်ဘုံသားရင်းနဲ့ငါ့မျိုးနဲ့ဆူကအတူတူကနေထိုင်နိုင်ကြမယ်။ဒါရီကနေငေါ့ကိုဂရိပေးခဲ့တာလေ။ချင်းလင်နေရဘာလို့ငေါ့ကိုလိန်ခဲ့တာလဲ။ ။သူမရဲ့ဝမ်းနဲ့ကြိတ်ွယ်တဲ့အတန်းမကြင်မနက်မှုတွေနဲ့အတူပဲနေထပ်သွားပါလေ။သူမရဲ့ညာဘက်လက်ကဆက်လက်ကုတ်ချင်းနေရာအကြောင်းဝဲကရက်ကပြူချနေစေပါ။ချုပ်သွားတဲ့အခါအောက်ကအနေအောင်ချောင်းကြီးကပေါ်လာပြီးဝဲကရက်ကအမျိုးသမီးရဲ့ညာလက်ထဲမှာဆူဝေးလာပါလေ။ဝင်းကြီးရဲ့အရေးအတွက်မီးမတနိုင်အောင်ပြန်ထွက်လာပါလေ။ထိုဝင်းကြီးရဲ့အများစုကချင်းလင်းတက်ခဲ့တဲ့ကောင်းကင်ဘုံသားတွေပါ။ အခုသူတို့ကနေရာတိုင်းမှာပြင်းနေနေပြီမြင်ရတာအံ့ဩစေရပါအနီရောင်အယုတ်ကပို့ပြီးတော့တောက်ပလာပြီးအနီရောင်အလင်းနေရာသူမကိုဝင်းရနေပါတယ်ဒွားရင်အလင်းတန်းနေရာသူမကိုဝင်းရလိုက်တာနဲ့ပြုတ်ခွဲသွားပါတယ်ထိုးချိန်မှာမော်ထွင်းစအရေးအတွက်မီးမတွက်နိုင်အောင်အနီရောင်အယုတ်မှာပေါ်လာပါတယ်မော်ထွင်းစတွေကပေါ်လာတဲ့ဖန်သားတလင်းကျောက်အလင်းတစ်ခုကအနီရောင်အယုတ်ကနေထွက်လာပါတယ်ဖန်သားတလင်းကျောက်အလင်းဆက်တွေအများကြီးကအမျိုးသမီးရဲ့ရှေ့မှာစုဝေးပြီးဝင်းညင်ပုံတံဖြစ်လာပါတယ် ထိုလူရဲ့ခန္ဓာကိုယ်ဟာတဝက်လောက်သာပွင့်လင်းမြင်သာပြီးတလက်ပိုင်အမျိုးသမီးတယောက်ပါရွှေရောင်ဝေးရုံကိုဝတ်ထားပြီးသူ့ရဲ့သပင်ရှည်တွေကဝါရုံဖဲချုံနဲ့ချီနှုံထားပါတယ်သူ့ရဲ့ရုပ်ရည်ကချုံမောလှပပြီးကောင်းကင်ဘုံသားတယောက်ရဲ့အချိန်ကိုထွက်လွတ်နေပါတယ်သူ့ရဲ့မျက်လုံးတွေမှာအစ္စရေအထိရရှိပေမဲ့ဝိညာဉ်ကကင်းမဲ့နေပါတယ် သူရဲ့အရေးကပေါ်လာတဲ့အချိန်မှာကဘာကြီးကိုသူတယောက်တည်းအုပ်ချုပ်နိုင်မယ့်အချိန်မှာပေါ်လာပါတယ်။ထို့အချိန်မှာအလုံးစုံမရှိသူလိုအင်အားကြီးတဲ့လူတွေမျက်နှာပါပြောင်းလဲသွားပါတယ်။သူရဲ့ပုံရင်ကအရေးအတွက်မီမတွက်နိုင်အောင်ပလဲမှာပေါ်လာပါတယ်။ထို့ရောက်သူဆန္ဒအလျောက်လှုပ်တာမဟုတ်ပဲထို့အချိန်မှာကြောက်ဖြစ်လာတာပါ။ဒီလူကအရင်အားထက်တော့ပိုပြီးတော့အင်အားကြီးလာပြီ။ အလုံးစုံမရှိသူကအစ္စရဲလီကိုရှူတင်လိုက်ပြီးတောင်းမှုတွေကသူ့ရဲ့မျက်လုံးမှာပြင်းထန်သွားပါတယ်။အရင်တုန်းကဒီလူရဲ့ရှေ့မှာတခါလေသာသူကဒီလိုထိတ်လန့်မှုပါတယ်။ဝလင်ကထိုလူကိုမြင်တော့သူ့ရဲ့မျက်လုံးတွေကကျဉ်းသွားပြီးအသက်ရှူမြင်သွားပါတယ်။ထိုလူရဲ့ရုပ်ရည်ကပန်းပွင့်ကောင်းကင်ဘုံသားနဲ့အတူရှိခဲ့တဲ့ချင်းလင်းရဲ့ထွန်းထူထားတဲ့ပုံစံနဲ့တစ်ထက်တည်းဖြစ်နေတာကိုချက်ချင်းပဲမှတ်မိသွားပါတယ်။ချင်းလင်းဒါချင်းလင်းအစ်စ်မဟုတ်ဘူး။စင်းမင်းတောင်မျိုးနဲ့ဆိုရဲတန်းစင်တဲ့ဘိုးဘေးကိုချွတ်နှုတ်ထားတဲ့အချိန်မှာသူထားခဲ့တဲ့ဝိညာဉ်အရှိပဲငယ်ရင်ကမရှိဘူးအမှတ်တရကလည်းမရှိဘူး သူရဲ့မူလခန္ဓာလိုနှီးပညာတွေကလည်းမရှိဘူးဒီစင်းမင်းကြောင့်မြို့နယ်စုရဲ့တန်းစင်တဲ့ဘိုးဘေးကိုလွတ်မြောက်ခွင့်မပေးဘူးဗီဇာအရတားဆီးတာပဲ အကြီးကဲဘွားရဲ့စိတ်ကတွန့်လို့သွားပါတယ်သူရဲ့ကြီးညက်မှုအစိမ့်မှာကဘာရဲ့ဥပဒေသားကိုအတိုင်းအတာတစ်ခုထိတက်ရောက်မှုရှိပါတယ်ဒိုဝါရင်ထုတ်ပုံရင်းကိုမြင်တော့သူကတမန်လူတယောက်လိုပဲအားနေနေပြီးအသက်ရှူချက်တစ်ချက်နဲ့တော့တည်ဆုံးသွားနိုင်တယ်လို့ခန်းစားနေရပါတယ်ထိုအချိန်မှာနဆိုးဝိညာဉ်ပင်လယ်ကနေဝေးလံနေမဟာမိတ်ထိန်ချုပ်နေမြေရဲ့ပြင်ပကနေမီးလောင်နေတဲ့ဂျက်ဆုစနစ်မှာဝလင်ကပလင်းကပတွေကနေနှုတ်ထလာပြီးထွက်လာတော့မဲ့အချိန်မှာတော်မန်နီငှက်ခိုင်းမှာအန်အုံးစရာဖိရတစ်ခုကဖြစ်ပေါ်ခဲ့ပါတယ်အားလုံးကတော်မန်နီငှက်ရဲ့နှုတ်ထလာမှုကြောက်ပါ မဟာမိတ်ဖဲရဲ့အနောက်ဆိုင်ဆုံးနေရာတွေမှာမဟာမိတ်ဖဲအနောက်ထိန်းချုပ်လို့မရတဲ့နေရာအနည်းငယ်ဟာရှိပါတယ်။တင်းကျပ်မှုမဟာမိတ်ဖဲကြီးကဘလောက်ပဲကြီးကြပ်ပါစေသူတို့ရဲ့အဖွဲ့ဝင်တယောက်ကမှထိုနေရာတွေကိုချစ်တလန်တော့မှဝင်လို့မရပါဘူး။ တခါဝင်ရောက်သွားပြီဆိုရင်တော့မှအသက်ရှင်တန်ဖို့အတွက်မျှော်လင့်ချက်မရှိဘဲတည်ဆောင်းရမှာပါ။နိဗ္ဗာန်တန်ဆင်သူကြီးညံ့သူတွေရတော့မှခြေလန်းတဝက်တော့မလှမ်းရဲကြပါဘူး။နိဗ္ဗာန်ဖြစ်စည်းသူအစင်းကိုရောင်းနေမှသာဝင်ရောက်ရကြပါလေ။ထို့ကဲ့သို့ဝင်ရောက်ရင်တော့အမားတစ်ခုကသူ့ရဲ့အသက်ကိုညီကုန်းချုံနိုင်တာကြောင့်အလွန်မှသတိထားရပါလေ။ထိုနေရာတွေကိုတော့မဟာမိတ်ဖက်အတွင်းကတာမင်းဆောင်လီလို့ခေါ်ကြပါလေ။မဟာမိတ်ဖက်မှာဒူရီယာအစင်းကိုရောင်းနေတဲ့ဒူတိုင်းကထိုနေရာတွေကိုသိကြပါလေ။အပြင်မှာတော့ကောလာဟာလာတွေအများကြီးကထွက်နေရင်ပဲတကယ်အကြောင်းရင်းကိုသိတဲ့လူကနဲပါလေ။ တားမြစ်ထားတဲ့ဇုံအတွင်းမှာအမြဲတမ်းမီးလောင်နေတဲ့နေရာတစ်ခုပါရှိပါတယ်တချက်ကြည့်မှဆိုရင်တော့မီးရန်ပင်လယ်ကကျေစုစနစ်တစ်ခုလုံးဖုံးလန်းနေပါတယ်မီးရန်ကနေထွက်လာတဲ့တောင်မောက်ဖွေရအပူဒဏ်ကလူတွေရဲ့နှလုံးသားကိုတလုံးစေပါတယ်အဝေးကနေကြည့်မှဆိုရင်အစုံမဲ့မီးလောင်နေတဲ့ကျေစုစနစ်တစ်ခုလိုပါပဲ အဝေးကနေကြည့်မဲ့ဆိုရင်အစုံမဲ့မီလောင်နေတဲ့ချစ်ဆုစနစ်ပင်လယ်တစ်ခုလိုပါပဲမြင်ဘူးတဲ့ဒူတိုင်းကမမေ့နိုင်တဲ့မြေခွင်းတစ်ခုပါပင်လယ်မွေဖွားလာရင်တော့မီလောင်နေတဲ့ချစ်ဆုစနစ်တစ်ခုလုံးရဲ့ထင်ရှားတဲ့မြေခွင်းကိုလုံးဝမပြောင်းမမဟုတ်ပါဘူးထိုမီရဲ့ပင်လယ်ကချင်းလင်းရဲ့ကောင်းကင်လုံမြချင်းနဲ့မတူညီပါဘူးကောင်းကင်လုံမြချင်းကအစွမ်းထက်တဲ့ဤပညာတစ်ခုဖြစ်ပေမဲ့ထိုမီရဲ့ပင်လယ်ကတော့တဘောအတိုင်းပေါပေါလာလာပါကောလာဟာလာရီယာထိုမီယန်ပင်လေယာကောင်းကင်ဘုံနယ်ပယ်ရှိစဉ်ကလေးရရှိနေရလို့ဆိုလိုပါတယ်ပို့ပြီးတော့ရှာဖွေကြည့်မဲ့ဆိုရင်ရှီယုံကာလာတွေထဲကရှိနေခဲ့တာပါ ထိုမရင်ပင်လေကဘလောက်ကြကြလောင်ကျွမ်းနေခဲ့လဲဆိုတာဘသူကမှမသိကြပါဘူးချင်းချင်းသူတွေရဲ့မျိုးဆက်အသားပြောင်းလဲသွားတယ်ကောင်းကင်ဘုံနယ်ပယ်ကပြုတ်ကွဲသွားတယ်ရှေးအောင်ချင်းချင်းရင်ကဘာပြက်ကွက်သွားတယ်ဒူဝရင်ထာဝရမီတာဝါတော့ဆက်လက်လောင်ကျွမ်းနေစေပါဘလိုအင်ရမျိုးဘလိုဆွားမျိုးကမှထိုမီရောက်ပင်လေကိုအမြဲတမ်းလောင်ကျွမ်းစေပြီးကာလာချာရှိထီမငိမ့်တက်စေဘူးဆိုတာဘသူကမှမသိပါဘူးထာဝရလောင်ကျွမ်းမှုကထူကျဲစုနယ်ပယ်ကိုမီလောင်ကျွမ်းနေတဲ့ကဘာတစ်ခုဖြစ်စေပါတယ်ဂျိုရင်နဲ့ကြောက်တုံးလေးအလုံးကနှစ်ပေါင်းများစွာမီလောင်ကျွမ်းပြီးရဲ့နောက်ပြက်ကွက်သွားပါတယ်ဂျူကိုလုံးဝတာကျန်ခဲ့ပြီးသူတို့ကစဝိုင်းပုံစ ံဖြစ်ပေါ်နေပါတယ်ထိုဂျိုကိုလုံးကသာမြုံနိုင်လောင်းရောမိတော့တွေကိုခံနိုင်ရှိပါတယ်ထိုကဲ့သို့ဖြစ်တဲ့အတွက်ဂျိုကိုလုံးကမပျက်စီးတော့ဘဲလာချမ်းပုံစံတွေဖြစ်နေပါတယ် ထူထပ်တဲ့မိသားတွေကဂျိုကိုလုံးကိုဝင်ရနေပြီးသူတို့ကိုမရှုဖြက်စီးဖို့အမဲကြိုးစားနေတယ်လို့ပဲဂျိုကိုလုံးတွေကပထမချုံမှာတမုတ်တရားမရှိပါဘူးရှေးတုန်းကရှိခဲ့တော့အငွေပြန်သွားပြီး၆သွင်းနေတဲ့ပင်လယ်ကျမ်းပင်ရတာကျန်တော့ပါတယ်တစ်ချက်ကြည့်လိုက်မယ်ဆိုရင်ဂျိုပေါ်မှာအစိမ်းရောက်မရှိပါဘူးအပင်တွေကရှိခဲ့တော့မီးရဲရောင်တွေကြီးပါပဲသူတို့ကတောက်ပါနေရင်ပဲအောက်မှာတင်မင်းကိုဖုံးကွယ်ထားပါတယ်ထို့ကဲ့သို့အချိန်မျိုးမှာအသက်ရှင်နေတဲ့အပင်ကရိုးရှင်းတဲ့ဓာတ်တွေမဟုတ်ပါဘူးထိုနေရာမှာတမန်ချင်းညက်ချင်းဂျိုးတွေလိုဝိညာဉ်စွမ်းအင်ကာရှိပေမဲ့မီးစိတ်တွေကပေါင်းနေပါတယ်တမန်လူတစ်ယောက်ကတငုံလောက်ရှူသိမ်းပြီးတော့သူတို့ းရဲခန္ဓာတစ်ခုလုံးကအရိုးရင်းနဲ့တတူချက်ချင်းပဲမြူးကိုမိုးအနေရောင်ဖြစ်သွားပါလိမ့်မယ်။ကျဉ်းဉဏ်သူတွေအတွက်မီးစိတ်ကိုကြကြမခံနိုင်ကြပါဘူး။ထူကျဆူးနယ်ပယ်ကိုတောင်မန်နေငှက်ပြီလို့အမိပေးထားပြီး ထိုဂျိုကိုလုံးတော်တောင်မန်နီငှက်နှစ်ဖျားဂျိုလေးလို့ခေါ်ကြပါတယ်ပထမနှစ်ဖျားဂျိုကလီစားခံရဆုံးမှာဂျိုရဲ့တောင်ပိုင်းမှာကြီးမားတဲ့အနေအောင်ရုပ်ထုကြီးရရှိပါတယ်ထိုအရာတောင်မန်နီငှက်ရုပ်ထုကြီးပါသူ့ရဲ့အမိရာဖွင့်လာပြီးမိတော်တစ်ခုလိုပဲမြေပြင်5ကီလိုမီတာလောက်ကိုဖုံးလွှမ်းထားပါတယ်အမိကဒီလောက်ကြီးရင်တောင်မန်နီငှက်ရဲ့ခန္ဓာကိုယ်အကြောင်းဆိုပြောစရာတော့မလိုတော့ပါဘူးရာပေါင်းများစွာကီလိုမီတာတွေကိုနေရာယူထားပြီးထိုကြီးမားတဲ့တောင်မန်နီငှက်ကိုလီဟန်နေရာနေတော့အလွယ်တကူနဲ့မြင်နိုင်ပါတယ်တောင်မန်နီငှက်ရဲ့မျက်လုံးတွေကမိတော်တွေနဲ့သာဖယ်စီထားရပါ나이တိုင်းထူထပ်တဲ့မိတော်ဂျိုးနှစ်ချောင်းကကောင်းရရနေစ င်းသက်လာပြီး တောင်မန်နီငှက်ရဲ့မျက်လုံးတွေထဲကိုမရောက်သွားပါလေထုံနဲ့ဖျားတောင်မန်နီငှက်ရုပ်ထုကတခုတည်းတော့မဟုတ်ပါဘူးကြံနေတဲ့ဂျိုရှလုံးမှလည်းအတူတူပဲရုပ်ထုတွေရရှိပါလေထိုးရာတောင်မန်နီငှက်နဲ့ဖျားခန်းရဲ့တန်းစင်နဲ့တင်ကြီးသားပါတောင်မန်နီငှက်ရုပ်ထုရဲ့ပက်လက်မှာချက်သွေးရောဝေးရုံကိုဝတ်ထားတဲ့လူရောက်ဓာစင်ပေါင်းများစွာထိုင်နေကြပါလေအမျိုးသားအမျိုးသမီးပေါင်းဝင်ပြီးသူတို့ရဲ့ပုံဝင်ခြင်းဟာမိရောက်တွေကိုစိုးရိမ်နေကြပါလေတောင်မန်နီငှက်ရဲ့အမျိုးကအပိုင်းသုံးပိုင်းခွဲပြီးအပိုင်းတစ်ခုချင်းစီမှာလူဝကြီးတစ်ယောက်စီဟာထိုင်နေပါလေသူတို့ရဲ့လက်တွေဟာလက်စိတ်တစ်ခုကိုဖဲ့ပြီးထူးဆန်းတဲ့နှီးပညာတစ်ခုကိုရွှေ့ဆွနေကြပါလေတောင်မန်နီငှက်ရဲ့အမွေးတစ်ခုချင်းစီဟာ နဲ့မိတော့တရားထွက်လာပြီးပုံဝင်ချင်းကျဉ်းကျဉ်းသူတွေကဆုပ်ယူကြပါတယ်ထိုအရာတောင်မဏိနဖျားကိုင်းမှာနေစဉ်ပြုလုပ်ရတဲ့ကျဉ်းကျဉ်းမှုတစ်ခုပါတန်းစိန်နဲ့ရုတ်ထုရဲ့စွမ်းအုပ်ကိုအသုံးပြုပြီးမိရဲ့စွမ်းအုပ်ကိုဆုပ်ယူကြပါတယ်ရုတ်ထုရဲ့ဘီနာကကျဉ်းကျဉ်းသူဒါစင်ပေါင်းများစွာအပြင်ဝေးတဲ့နေရာမှာလည်းရာပေါင်းများစွာရှိနေပါသေးရဲ့ပိုဝေးတဲ့နေရာကိုကြည့်မဲ့ဆိုရင်ရုတ်ထုကိုဗဟုဖြစ်ထားပြီးကျဉ်းကျဉ်းနေတဲ့ကျဉ်းကျဉ်းသူကအယံဥမများပါတယ်ရုတ်ထုနာဒါစင်ပေါင်းများစွာကနေရာပေါင်းများစွာထောင်ပေါင်းများစွာတောင်ပေါင်းများစွာအထိရှိနေပါတယ်ဝေစာအတူတူဝစ်စင်လာတဲ့ကျဉ်းကျဉ်းသူအရေးအတွက်မီးမတွန့်နိုင်အောင်တန်းစိန်နဲ့ရုတ်ထုကနေမီးတော့ ောက်တွေကိုတိတ်တဆိတ်နဲ့ဆုပ်ယူနေကြပါတယ်အချိန်တွေကတဖြည်းဖြည်းနဲ့ကုန်ဆုံးသွားပြီးမျက်စိတမိတ်အတွင်းမှာပဲတော်မန်ဒီငှက်ရုပ်ထုကမီးတောက်တွေကတဖြည်းဖြည်းနဲ့ပြတ်ကွက်သွားပါတယ်ကျဉ်းကျန်သူတွေကနောက်ဆုံးကျဉ်းကျန်မှုအတွက်ပြင်ဆင်ကြပါတယ်ပုံမှန်အားဖြင့်ထိုးအချိန်မှာသူတို့ရဲ့နေစဉ်ကျဉ်းကျန်မှုကပြီးဆုံးပါတော့မယ် အပြင်ဘက်အဆုံဆုံးမှာမီရောက်တွေကိုတိတ်ပြီးတော့မစုပ်မိတဲ့သူတွေကမျိုးလုံးကိုဖင်လိုက်ကြပါတယ်မကြိုက်ခင်မှာပဲသူတို့ရဲ့မျိုးလုံးတွေကိုဖင်ပြီးအသီးစိတ်ပြန်ဝင်လာကြပါတယ်အမီဘော့ကအကြီးကဲသုံးလုံးကားပါလေးချင်းနေရာနေနူထလာကြပါတယ်သူတို့ထဲကတယောက်ကမတည့်ရပြီးတော်မနီငှက်ခိုင်းတဲ့တပည့်တွေကိုကြည့်ကစကားပြောလို့မလို့ပဲရှိသေးဒူဝရင်ထိုးချိန်မှာပဲအန်အန်တင်းစရာပြောင်းလဲမှုကြီးတစ်ခုဟာဖြစ်ပေါ်ခဲ့ပါတယ်တော်မနီငှက်တန်းစင်လာတဲ့ရုပ်ထုကတုန်ခါသွားပြီးပိန်ဖြောင်းနေတဲ့ခန္ဓာကိုယ်ကရုပ်တရက်မီရောက်တွေပေါက်ကွဲထွက်လာပါတယ်တော်မနီငှက်ရုပ်ထုကနေအဆွမ်းထက်တဲ့အနေအထားအလေးများထွက်လာပါတယ်ရုပ်ထုကမီရောက်တွေက ဆက်လက်ကြီးဖလာပြီးအမြန်ဆန်တဲ့ကြီးမလာပါတယ်အကြီးကဲတုံးလို့ရဲ့မျက်နှာချက်ချင်းပဲပြောင်းလဲသွားပြီးရုပ်ထုပေါ်ကနေချက်ချင်းပဲပြန်တန်းထွက်ခွာသွားပါတယ်အကြီးကဲတယောက်ကတောင်ပန်ဒီငှက်နှစ်ဖျားခိုင်းရဲ့တပည့်တွေစုတ်ခွာကြအမြန်စုတ်ခွာ သူကအော်ဟစ်လိုက်ပါတယ်။တန်တဲ့အတီကဲနှစ်ယောက်ကလည်းသူ့ရဲ့ဝင်းကိုလည်းဝင်းရင်လိုက်တာကြောင့်လီပင်းတစ်ချက်ကပေါ်လာပြီးရုတ်ထုအနီးကတပည့်ဒါစင်မောင်များစွာလီတဲကိုလူဆင်သွားပါတယ်။တပည့်တွေရဲ့မျက်နှာတွေအားလုံးကလည်းပြောင်းလဲသွားပြီးတွန်းဆုံမနေပဲဆုခောက်သွားပါတယ်။ချက်ချင်းပဲတော်မနီငှက်နှစ်ဖျားကန်ရဲ့တပည့်အားလုံးကတော်မနီငှက်ရုတ်ထုနာအနီးအမြန်ဆန်နဲ့ဆုခောက်သွားပါတယ်။အပေါ်စီကနေကြီးမှန်ဆိုရင်ရုတ်ထုကနေဝေးရဲနေရောယူလီယာနေတဲ့တပည့်တွေကဆုပ်ယုပ်နေတဲ့လိုင်းလုံးကြီးတစ်ခုလိုပဲတော်မနီငှက်တန့်စင်တဲ့ရုတ်ထုကနေမိတော့တွေကပိုပြင်းထန်လာပြီးလီတဲကိုပြုတ်ကကောင်းဝင်းတစ်ခုလုံးဖုံးလန်းသွားပါတယ်။ထူထပ်တဲ့မိတော့တွေကလက်ဆုပ် ွန်တရန်လှိုင်းနှစ်အဖြစ်ပြောင်းလဲသွားပါတယ်ထိုနေရာတစ်ခုတည်းတော့မဟုတ်ပါဘူးကြံနေတဲ့ဂျိုရှီလုံးမှလည်းအထူးတူပဲပြောင်းနေပါတယ်ထိုရုတ်တရက်ပြောင်းလဲမှုကြောင့်တောင်မန်နေငှက်ခိုင်းရလူတွေအများကြီးရဲ့မျက်နှာကပြောင်းလဲသွားပါတယ်ဒိုးဝါရင်အချို့အကြီးကြီးတွေကတော့မယုံနိုင်ပါဘူးသူတို့ရဲ့ခန္ဓာကိုယ်တွေကထိမ့်မြသိမ့်မြနိုင်အောင်တုံ့ဝင်နေပါတယ်ထိုဝရကြောင်းလန်းတာကြောင့်တုံ့ဝင်တာမဟုတ်ပဲစိတ်လှုပ်ရှားတာကြောင့်ပါတောင်မန်နေငှက်ပြောင်းလဲခြင်းပဲငါရဲ့ဘဝမှာတောင်မန်နေငှက်ပြောင်းလဲခြင်းကိုမရအောင်မယ်လို့ထင်မထားဘူး စံဖြူအဖိုးတယောက်ကကောင်းကင်ကိုမောကြည့်ပြီးရင်မောလိုက်ပါလေတောင်ပိုင်းနေငှက်ရုပ်ထုကိုကြည့်နေတဲ့သူ့ရဲ့မျက်လုံးတွေကရှေးအောင်အကြည့်တဲ့ထင်ဟန်နေပါလေသူတယောက်ထရရတာမဟုတ်ပါဘူးတောင်ပိုင်းနေငှက်ပြောင်းလဲခြင်းအကြောင်းကိုတီးတဲ့လူတိုင်းကကောင်းကင်ကိုဆေးလုရှားစွာနဲ့ကြည့်နေကြပါလေဂျိုးကိုလုံးမှာထိုရာဘာလဲဆိုတာတီးတဲ့လူကတိတ်ပြီးရောမများပေမဲ့တီးတဲ့လူတိုင်းကလည်းအစင်းမင်းချင်းချင်းသူတွေကြီးပါပဲပထမဂျိုးရဲ့အရှိတ်မှာခင်လို့နေတဲ့အနီရောင်မီတော့တွေဖုံးလဲနေတဲ့မြင်းနီယာတစ်ခုကရှိပါတယ်ထိုးပြောင်းလဲမှုကဖြစ်ပေါ်တဲ့အချိန်မှာမြေကြီးကရုတ်တရက်ပြိုကွဲပြီးခင်ရောင်ပုံကြီးတစ်ခုကထွက်လာပါတယ်ထိုးပုံကြီးကပေါ်လာတဲ့ပုံဝင်ချင်းရ မီးယံပင်လေကသူ့ရဲ့ပက်လက်မှာဆူဝေးလာပါတယ်မီးတောက်တွေရဲ့မိတုံမိတုံလင်းလက်မှုကြောင့်ထိုးရအရေးချောင်းလေးနဲ့ပြင်းနေတဲ့လူဝကြီးတယောက်ဖြစ်မယ်မြင်နိုင်ပါတယ်သူကကောင်းရင်းအန်အော်ဂျီနဲ့စိုက်ကြည့်နေပြီးသူ့ရဲ့ခန္ဓာကိုယ်ကတစ်ချက်တွန်ခါသွားပါတယ်တောင်မန်နီငတ်ပြောင်းလဲခြင်းမတိလိုက်ပဲမျက်ရည်နှစ်ဆက်ကသူ့ရဲ့မျက်လုံးထဲကနေစီးကြလာပြီးရီတုဆွန်နဲ့ရင်မောလိုက်ပါတယ် တကယ်ဘဲတောင်မန်နီငှက်ပြောင်းနေခြင်းထုံမြင်ကွင်းကကြံနေတဲ့တောင်မန်နီနဲ့ဖျားချိုရှစ်လုံးမှလည်းဖျက်ပြနေပါတယ်တောင်မန်နီငှက်ရုပ်ထူးပါးနေထူထပ်တဲ့မိရောက်တွေကထွက်လာပြီးမိရောက်တွေကအပြင်ကိုတုံ့ထုတ်လိုက်တဲ့အခါရုပ်တရက်ပြောင်းရွှေ့ဖြစ်သွားပါတယ်ပြန်နေသွားတဲ့မိရောက်အလုံးကရုပ်ထူးစီကိုပြန်ပြီးတော့စီးဆင်းလာပါတယ်အနီးနားကမိရောက်တွေမကပဲကောင်းကင်ကမိရောက်တွေနဲ့ဂျိုးတစ်ခုလုံးကမိရောက်တွေအားပါဆွေးယူခံရပါတယ်ရုပ်ထူးထဲမှာမြုံနိုင်လောက်ဆွေးယူအားတစ်ခုကပေါ်လာတယ်လို့ပဲအဝေးကနေကြည့်မဲ့ဆိုရင်မိရောက်တွေကအရက်လီမျက်နှာကနေစူဝေးလာတာကြောင့်ဂျိုးကသမုတ်တရာတစ်ခုလို့ဖြစ်နေပါတယ် ထို့အချိန်မှာပဲကောင်းကင်ကအကြောင်းပြောင်းသွားပြီးကဘာကြီးကပြောင်းလဲသွားပါတယ်တောင်မန်ဒီငှက်ရုပ်ထုကမီရောက်တွေကိုစိုးယူနေတဲ့အချိန်မှာမီရောက်ကပောက်ကွဲသွားသလိုပဲမီရောက်တိုင်တန်ဟာရုပ်ထုထဲကနေကောင်းကင်ကိုထိုးတက်သွားပါတယ်တောင်မန်ဒီငှက်ရုပ်ထုကဂျိုးတစ်ခုလုံးကနေမီရောက်တွေကိုစူဆောင်းဖို့ဂျာကန်တစ်ခုလိုပဲမီရောက်တိုင်ကမိုးတိန်တွေကိုဖောက်ထင်းပြီးဂျိုးကနေထွက်သွားပါတယ်မီရောက်တိုင်ကတကြုံကြုံမီဟင်းနေတဲ့အချိန်မှာမိုးတိန်တွေကိုဖောက်ထင်းပြီးလေရူးကိုဖောက်ထင်းကအပူလိုင်းတွေကိုဖောက်ထင်းပြီးမီလောက်နေတဲ့ကျဆုနယ်ပင်မှာပေါ်လာပါတယ်မီရောက်တိုင်ကထပ်ပေါ်လာတဲ့ကြံနေတဲ့ဂျိုးရှိလုံးကရုပ်ထုတွေကလည်းမီရောက်တွေကိုစူဆောင်းပြီးတဲ့ ဲ့အခါမီရောက်တိုင်၈ခုကထွက်လာပါတယ်မကြခင်မှာပဲမီရောက်တိုင်၉တိုင်ဟာဂျိုကူးလုံးရဲ့အလဲဖိုးမှာစုဝေးလာပါတယ်မီရောက်တိုင်၉တိုင်လုံးကစုဝေးလာရတဲ့ဝလင်ကဖန်တီးခဲ့တဲ့မီရောက်ထက်အစမတန်ကျယ်လောင်ပြီးအစွမ်းထက်တဲ့တောင်မနီငှက်ရဲ့အဟိတန်တို့ကမီလောင်းနေတဲ့ကျဲစုနယ်ပယ်တစ်ခုလုံးမှာပြင့်တင်ထပ်သွားပါတယ်တောင်မနီငှက်ရဲ့အဟိတန်နဲ့အတူဂျိုတလုံးလောက်အရွယ်စားရှိတဲ့တောင်မနီငှက်တစ်ကောင်ကပေါ်လာပါတယ်နှစ်ပေါင်းများစွာမပေါ်လာခဲ့သလိုပဲမဟာမိတ်ဖဲရချင်းညံ့သူအလုံးကကြောက်ရွံ့တဲ့သဘောမီရောက်တွေကထုံနေရောက်စီးစင်းလာပါတယ်ထုံတုံခါမှုကြောင့်ကျဲစုနယ်ပယ်တစ်ခုလုံးကတုံခါနေသလိုပဲကျဲလောင်တဲ့မီဟီတန် တစ်ခုကကျေစုနယ်ပယ်တစ်ခုလုံးမှပစ်တင်ထက်သွားပါလေထိုရာတော့တောင်မန်နီငှက်ပြောင်းလဲခြင်းမှာမဟာမိတ်ဖဲကိုရှုံးနေပြီးကြတဲ့ရပထမဆုံးအကြိမ်တောင်မန်နီငှက်ပြောင်းလဲခြင်းမှာတောင်မန်နီငှက်ပြောင်းလဲခြင်းကတောင်မန်နီနဖျားခိုင်းအတွက်အလွန်အမအရေးကြီးပါတယ် ထိုရာတောင်ပန်နီငှက်မျိုးနဲ့စုထဲရတရားဥကသူတို့ရဲ့တောင်ပန်နီငှက်အမှတ်သားကိုနှုတ်ထပြီးနောက်ထပ်တောင်ပန်နီငှက်နှစ်ဖျားဤကလေးဖြစ်လာနိုင်တယ်ဆိုတဲ့အဓိပ္ပာယ်မှာတောင်ပန်နီငှက်ပြောင်းလဲခြင်းအားဖြစ်ပေါ်လာပြီးနှစ်ပေါင်းထောင်ချီမပေါ်လာတဲ့အစင်းမှန်တောင်ပန်နီငှက်ဝိညာဉ်ကိုခေါ်ဆောင်ဖို့အတွက်ထုံနီးလားတစ်ခုတည်းရတာရှိပါတယ်ထိုအချိန်မှာခင်ရဲလို့အနေရောအလင်းတန်းနေတဲ့လူကိုယုတ်ကဂျူကိုလုံးကနေပြန်တန်းထွက်လာပါတယ်သူတို့အားလုံးကနိဗ္ဗာန်ဖြတ်စည်းသူအစင်းနေပါကျွန်တော်တော့ခရိုဆာကီပါနောက်ဗီဒီယိုမှာပြန်တွေ့ကြတော့ပေါ့အဆုံးထိကြည့်ရှုပဲတို့အားလုံးကျေးဇူးအထူးမင်တရှိပါတယ်